မကောင်းချမ်းလေးထိပြီးဝင်သွားတာမဟုတ်လားပြင်ဆင်ကြည့်ပြင်ဆင်ကြည့်မှန်မှချက်ချင်းလက်မခံနဲ့ဗနာလေးထိဝင်သွားတော့ဗနာလေးဗနာအဖျားတော့အာရနာဒီဝါအဲ့ဒါကလည်းကြုံရပြီဒီစင်ကာပူမှာပဲဒီတရားဟောခဏခဏဦးစင်းကပြောပြနေလားစွန်းစားသွားလဲခုတရားတွေထိုင်ခိုင်းတာသူတို့ကျန်တာအများကြီးမဟောတော့လက်တွေ့ပါမလုပ်ကြတော့လက်တွေ့ထိုင်ခိုင်းရတာပေါ့လေအဲ့ဒါဆိုတော့ ရှင်မြတ်ကပြောနေတာတဲ့ဝင်လေကနှာခေါင်းထိပြီးဝင်သွားတာတဲ့ထိလည်းမထိပါဘူးတဲ့တက္ကမတယောက်ကငင်းတာအေးအေးဒါဆိုမင်းကဘယ်နာကိုကြည်တာတုံးဆိုဘယ်နာကိုထိမဝင်တာတုံးပြောဒီနာလေးကိုထိမဝင်ဘူးတဲ့သူကအပြင်ဘက်ကိုကြည်တာဟိုသူကဥစဉ်ဥစဉ်ပြောတဲ့နှာခေါင်းပြားကအပြင်ဘက်မဟုတ်ဘူးနော်ဘယ်နာတော့အတွင်းထဲမှာစိတ်ခွာပုံတံလေးရှိရင်တော့မှန်မှန်ပြန်ကြည့်ကြလားအဲ့ဒီနေရာလေးကိုထိပြီးဝင်သွားတာဟုတ်လား တိအောင်လို့ရမယ်လေနော်ထွက်တဲ့လေလဲအဲ့နေရာလေးထိပြီးထွက်လာတာဘာလို့ရမလဲတိအောင်လို့ရမယ်အပြင်ဖက်ကိုပြောတာမဟုတ်ဘူးနော်음တခါ complaint တက်ခံပြီးစင်ကာပူ complaint က meditation မှတ်တမ်းမှာတောင်းရှိရဲ့ဒါဆိုတော့အဲ့ဒီနီးနေဦးစင်းတို့တွေလေ့ကျင့်ကြတယ်ဒါဆိုတော့ဝင်လေထွက်လေတစုံကိုတက်လို့ရေးတယ်စမ်းကြည့်နော်ဒါပါလေတက်နောက်တစ်ချိန် နှင်းအဲ့ပုံစံနဲ့ရှစ်ခုပြည့်သွားရှစ်ခုပြည့်ရင်လက်တစ်ချောင်းချိုးတယ်ဆကစားတော့လက်ချောင်းနဲ့လည်းကြွားလဲနေတာဘာမှန်းကိုမသိတာသိလားနောက်ပိုင်းကျတော့လက်တရားသူ့တို့ကျင့်နေပါသွားတာအဲ့တရားတိုင်တဲ့10နာရီဆိုတာခဏပဲလို့ထင်ရတာဒါဥစဉ်ရဲ့ခံစားချက်ပြောပြတာနော်တရားကြာကြာမထိုင်နိုင်တဲ့လူတွေလည်းစမ်းကြည့်တင်တယ်ဒီလိုဒကမာလေးတယောက်ကပြောတယ်25 26လောက်နေမှာသူက ဘယ်ဆရာတော်ဘုရားကြီးရဲ့နီးနဲ့တရားထိုင်တာပါတဲ့ဒီနေ့ကို2နာရီလောက်ထိုင်ပါတယ်ပေါ့လေဝမ်းသာပါတယ်ငငယ်ရွယ်နဲ့ဒီလိုတရားကိုလက်တွေ့လုံးနေတာသိရတော့ဝမ်းသာတယ်ပေါ့ဒီနီးဒီရေတွက်တဲ့နီးလေးနဲ့လည်းစမ်းကြည့်ပါဆိုတော့စမ်းနေတယ်ဦးစင်းကပြောပြထားတာဒီယောဂီတယောက်ဒီတရားရှုမှတ်တဲ့လူတယောက်ဟာဘယ်အချိန်မှသူ့ရဲ့ဝင်လေထွက်လေဘလောက်ဆိုတော့ဦးစင်းတို့ပြောပြနေတယ်အကုန်လုံးစကားအကုန်လုံးရှင်ပြောပြမယ်အဲ့ဒီနေုံနော် ဝင်လေထွက်လေတစုံကိုပါရည်တယ်တက်လို့ရည်တယ်နောက်တဲ့ဝင်လေထွက်လေတစုံကိုနှင်းအဲ့ဒီပုံစံနဲ့ဝင်လေထွက်လေရှစ်ပြည့်သွားတဲ့အခါလက်တစ်ချောင်းချူနောက်တစ်ချိန်ရှစ်ပြည့်တဲ့အခါလက်တစ်ချောင်းချူနောက်တစ်ချိန်ချူချူချူ၁၀ချောင်းပြည့်သွားတော့ဝင်လေထွက်လေဘယ်နှချိန်80ရတယ် 80ကိုတပုံရပြီလို့သတ်မှတ်ပြီးတကတပုံပြောတာမဟုတ်သင်္ကေတအနေနဲ့ပြောပြတာเนาะအပုံလေးတပုံရပြီစုပုံနဲ့အပုံလေးတပုံရပြီပေါ့အဲ့ဒါကိုစိတ်နဲ့မှန်းပြီးလက်ကောက်ဝတ်မှာပုံဘယ်မှာပုံမလဲလက်ကောက်ဝတ်မှာပုံထားတဲ့ဝင်နေထွက်လေဘယ်နှခုရှိရတော့80ရှိတာဟုတ်တယ်เนาะနောက်တစ်ချိန်တတောင်စစ်မှာတတောင်စစ်မှာလည်း80ပြီးမှာပေါ့နောက်တစ်ချိန်ပခုံးမှာ ောက်တဲ့ချိန်နရွယ်ဖြားလေးမှာဒါလေးပါခေါ်လာကောင်းတော့ဟုတ်တာပေါ့ပါဂျူဆောင်ခေါ်တာဟုတ်လားဟင်းကောင်းတော့မြန်မာနိုင်ငံတို့ကဟုတ်ပြီဟုတ်ပြီဂျူဆောင်ခေါ်တာဟုတ်လားဘယ်နှပုံရလဲငါးပုံရတယ်ဘယ်ဘက်မှာငါးပုံညာဘက်မှာလည်းဒီလိုပေါ့ဂျူဆောင်နရွယ်ပခုံးတတောင်ဒီလိုရောက်လာဟုတ်တယ်ဟုတ်လားအဲ့တော့ဘယ်ဘက်မှာငါးပုံရတယ်လို့ညာဘက်မှာလည်း 5ပုံရတယ်အဲ့ဒီခန္ဓာကိုယ်တပတ်ပတ်မိ7ပုံပြည့်တဲ့အချိန်ဟာဒီယောဂီတယောက်စိတ်ပင်မှမလွင့်ခဲ့ဘူးဆိုရင်တဏှာရင်နဲ့9မိနစ်ကွက်တည်စမ်းကြည့်နော်ခန္ဓာကိုယ်တပတ်ပတ်မိတဲ့အချိန်7ပုံပုံမိတဲ့အချိန်ဟာတဏှာရင်နဲ့9မိနစ်ကွက်တည်ပဲစိတ်ပါမဖြစ်မှတော့ဘေးကိုမလွင့်ခဲ့မှာ ဘေးကိုလွင်ခဲ့တယ်ဆိုရင်တဏှာကြီးခုနှစ်မီးနဲ့လောက်ရမယ်အလို့ဟာတဏှာကြီးခွဲလဲဖြစ်တယ်နှစ်နာရီလဲဖြစ်တယ်နော်စောစောဒီကမာလေးတယောက်လျှောက်တာအဲ့ဒါပါပဲသူနှစ်နာရီတရားထိုင်နေတာဆိုတော့ဘလောက် concentrate ဖြစ်အောင်လုံးနိုင်လဲသိချင်တာနဲ့ရေတွက်တဲ့နီးနဲ့ဥစဉ်ကသူ့ကိုစမ်းကြည့်ခိုင်းတယ်စမ်းကြည့်ခိုင်းတော့ဖုံဖုံရဲတဲ့ဒီနှစ်ပုံပဲရတယ်တဏှာကြီးခွဲသွားလို့တယ်ဒါသူ့ကိုပြောင်းနဲ့လောင်းတဲ့သဘောမဟုတ်ဘူးတိသွားတာပေါ့နော် ိုစိတ်ဟာဘလောက်မှဘလောက်ဒီ concentrate လုပ်နိုင်လဲဆိုတာမျိုးသိသွားတာပေါ့အဲ့ဒီနီးနဲ့လေ့ကျင့်တဲ့ခန္ဓာကိုယ်တပတ်ပတ်မိ7ပုံပြည့်တဲ့အချိန်မှာအဲ့ဒီဟာကိုဦးဇင်းတို့ကတဝါရလို့ဒီလိုခေါ်တယ်တပုံတွေရောတဝါရတွေရောနားနဲ့မှတ်တာပြီးမှ website ညွှန်ပေးမယ်နော်အဲ့ website ထဲမှာအကုန်ရေးထားပြီးသားရှိတယ်အဲ့ဒီလိုတဝါရတဝါရတဝါရဆိုတော့တနင်္ဂနွေနဲ့9မိနစ်ဟုတ်လားအဲ့ဒါဆိုတော့တရားစစ်တဲ့ဆရာ ရှင်ဘုရားဒီနေ့ဘဏ္ဍဝါရရတော့ဘုရားသုံးဝါရခွဲပါဘုရားသုံးဝါရခွဲဆိုရင် तू ဒီနေ့တရားကိုဘယ်နှချင်းဘယ်နှနာရီထိုင်လာတော့သုံးနာရီခွဲကြော်ကြော်လောက်ထိုင်လာတယ်ဟုတ်လားအဲ့လိုပိုင်းဖြတ်လိုက်တာပဲ तू ကအမြင့်ဆုံးရတဲ့ဆယ်နာရီလုံးလုံးထိုင်နေလေ့ကျင့်ဖန်များလာတဲ့ဒီစိတ်ဟာအစပိုင်းမှာတော့နှစ်ဝါရမပြည့်ဘူးနော်စားတဲ့ရက်တည်းမှာနှစ်ဝါရမပြည့်ဘူးနော် ဖြည်းဖြည်းချင်းမြင့်သွားသူကအယော့ဆိုတာမရှိအောင်မြင့်ပြီးလောက်ရတာနောက်2ဝါရာခွဲ3ဝါရာနောက်ပိုင်းတော့6ဝါရာတတာလေးတီရ10ဝါရာဒင်းပြီးချက်ပြီးမရ concentrate အဲ့လောက်လုံနိုင်တဲ့ဟာတောင်ပဲအဲ့လောက်လှုပ်ထားနိုင်တဲ့စိတ်တောင်ပဲ6ဝါရာပဲရရတယ်နော်တနေကုန်10နိုင်လောက်တဲ့အလောက်ဟာဘာဖြစ်လို့လဲဆိုတော့စောစောကဝင်နေထွက်နေမှရင်းနဲ့ ဝင်လင်ထွက်လင်တစုံကို1နဲ့3လင်း5ချက်ခွင့်ရှိမဲ့လက်တချောင်းကျူနောက်တကရှိခုပြည့်လက်တချောင်းကျူအဲ့လိုချိုးနေတဲ့အချိန်မှာဒီမှာဒီအတွက်ဝင်လင်ထွက်လင်ကိုမှတ်နေတယ်မှတ်နေရင်တန်းလန်းနဲ့စိတ်ကဘေးကိုရောက်သွားတယ်ဆိုရင်သာပါတော့5 6လောက်ရောက်ပြီးမှကိုစိတ်ကဘေးကိုထွက်သွားမှန်းသိရင်အဲ့ဒီဝင်လင်ထွက်လျာမစင်ကြယ်ဘူးဆိုပြီးဒါကိုဆက်မရည်ဖြတ်ပလိုက်တာပေါ့နော်ဝင်လေထွက်လေတန့်စင်ခြင်းဖြင့်ဘုရားကိုပူဇော်တယ်လို့ဒီလိုအဋ္ဌံပြီးတော့မှသွားကြရတာဒါဆိုတော့ မထ32ရက်လုံးကဦးဇင်းတို့ဒီပုံစံနဲ့သွားတာပဲလေပရိကံဘယ်နှရက်လောက်ခဲ့တော့6ရက်လောက်ခဲ့တယ်တမထ32ရက်အလုံးလုံးပုံဦးဇင်းပြောပြပြီဒီပုံစံအတိုင်းပဲလေ့ကျင့်လေ့ကျင့်လေ့ကျင့်တော့ဘာဖြစ်လာသလဲဆိုတော့ကဲကျန်တဲ့လူတွေမပြောပါဘူးဦးဇင်းတို့6ပါးသွားကြတယ်6ပါးထဲမှာအဲ့ဒီနီးအရာလေ့ကျင့်တဲ့အခါမှာဖြစ်လေဖြစ်တာရှိတဲ့သဘောတဘာဝတွေပေါ်လာတယ် အလုံးကြားဘူးတဲ့အလင်းနမိတ်ဆိုတာကြားဘူးတယ်ဟုတ်လားအဲ့ဒီအလင်းနမိတ်ရဲ့သဘောတရားဒီရှင်းဒီမျက်စိရှင်းမှာဖြစ်စဉ်နှာခေါင်းရှင်းမှာဆင်းစစ်ထွက်နေတာပါရမီကံပါလာကြတဲ့ပုဂ္ဂိုလ်များကြတော့ဗုဒ္ဓနုတ္တိပွားအရဟံအရဟံလို့ပွားကြရဆိုအလင်းနမိတ်ရသာမန်ပါရမီအလေလက်ပါရမီအစဉ်ရှိတဲ့လူကြတော့စောစောကတမထသက်သက်32ရက်သွားနေတဲ့အချိန်မှာ ရှင်းရဲ့နဲ့14ရဲ့ကြားမှာအဲ့ဒီအလင်းသမိတ်ကပေါ်တတ်တယ်။အလင်းသမိတ်စပေါ်ကစားအချင်းဆိုတိုင်းကနေတောင်နောက်ပြန်ပြီးလန့်သွားတယ်။ဒါကြောင့်ဦးဇင်းတို့အဲ့ဒီနီးကိုလေ့ကျင့်ကြတဲ့အခါမျက်လုံးမှာဝတ်စီခိုင်းတာ။တခုခုဖြစ်ရင်အာယုံတခုခုတိုးရင်တိုင်းကနေနဲ့နောက်ပြန်လန့်လန့်သွားမှာဆိုလို့နော်။တကယ်ကိုဒီလိုစလိုက်မီထိုးသလိုပုံစံမျိုးနဲ့လင်းနေတဲ့အလင်းမျိုးပါ။အဲစိတ်ကြောင့်တမာတိကြောင့်ဖြစ်တဲ့အလင်းလို့ဒီလိုခေါ်တယ်။ အဲ့တော့အလင်းသမိုင်းနဲ့ပတ်သက်တဲ့ရှင်းနန်းတွေဝက်ဆိုက်တာသွားကြတော့ဦးစင်းပြောစရာဆက်ပြောပြမယ်ကြားလားအဲ့ဒါဆိုတော့အဲ့ဒီအလင်းသမိုင်းကြီးပေါ်လာပြီဆိုလို့ရှိရင်အလင်းသမိုင်းစပေါ်ကာစအချိန်မှာဘာမှမလုံးတဲ့အုံးဝင်လေထွက်လေပေါ်မှာပဲတတိကတ်ထားအုံးဝင်လေထွက်လေပေါ်မှာတတိကတ်ထားပြီလို့အဲ့ဒီအလင်းသမိုင်းကြီးကအင်းနဲ့အားနဲ့ကောင်းလင်းထိန်နေပြီဆိုလို့ရှိရင်လေ့ကျင့်ရတဲ့အဲ့ဒီအလင်းသမိုင်းကြီးကို အလင်းသမိတ်ကြီးကိုဘယ်လိုလေ့ကျင့်တော့ဆိုတော့ဒီနှာခေါင်းကဝင်လေထွက်လေနဲ့ပဲစိတ်အလုတ်ပဲလေအဲ့ဒီအလင်းတန်းကိုဒီလိုဝင်လေနဲ့မဟုတ်ထွက်လေနဲ့ဖူးကနေမှုတ်လိုက်တာနှစ်တောင်လောက်ရောက်စီဆိုပြီးနေရမှာဥစဉ်တို့တွင်လေးတစ်ခုတွင်တာဒီလိုတွင်လေးတစ်ခုပေါ့ဥစဉ်ကဒီကနေမှုတ်လိုက်တယ်အဲ့ဒီအလင်းတန်းဒိုင်းကနေဒီနားလေးကိုသွားတယ်ဝင်လေနဲ့ပြန်ခေါ်လိုက်တဲ့အလင်းတန်းကနှာခေါင်းကိုပြန်ချက်ချက်ရဲရဲဖြစ်နေတယ်ဆိုရင် အလုံးလောက်ရတာအဆင်ပြေပဲဒါပေမဲ့နှာခေါင်းကတဲ့တဲ့နေတာလားဇောက်ထိုးနေတာလားမှုတ်ထိုးလဲအောက်ကြီးပဲသွားနေတာအစာဘက်မှာအောက်ပဲသွားနေတာနော်ဒါပေမဲ့လေ့ကျင့်မှန်များလာတော့ရသွားတယ်ဝင်နေထွက်နေတယ်အဲ့ဒီအလင်းနမိတ်ကိုအပို့ယူလို့ရတယ်ပရမအဥဆုံး2000 2000အနည်း6000 6000အနည်း10000 10000အနည်းအတောင်90အတောင်90အနည်းအတောင်100ဝင်လေထွက်နေတဲ့ကိုယ့်ရဲ့အလင်းနမိတ်ကြီးကိုစေစားတာမှုတ်ထိုးလိုက်တယ် င်သားကိုရောက်စေရောက်သွားတာပဲအဲ့ဒီလူတွေအတောင်တရာလောက်အထိလေ့ကျင့်ပြီးလို့ကိုယ်နှာခေါင်းနဲ့အဲ့ဒီအလင်းသမိတ်ဝင်နေထွက်လေချက်ချက်ရရအဖို့အယူတွေလုံနိုင်ပြီဆိုလို့ရှိရင်ပထမအဦးဆုံးဆရာဘာခိုင်းနေဆိုတော့ဟုတ်ပြီငါရှင်တို့ထိုင်နေကြောက်ကူကြီးရဲ့ဘေးမှာတစ်ပင်ရှိတယ်အဲ့ဒီတစ်ပင်ကိုလှမ်းကြည့်လိုက်ပါရှိလဲဆိုတာအော်ဆရာခိုင်းတော့လေခိုင်းတဲ့တည်းလောက်ကြတာပေါ့တရားစစ်တဲ့အချိန်မှာသူကခိုင်းတာလေ အဲ့ဒါဆိုတိပင်းကြီးကိုဒိုင်းကနေရောက်စီပေါ့မှုထုတ်လိုက်တယ်အဲ့ဒီလင်းနမိတ်တိပင်းမှာဘာကောင်းတွေရှိတယ်ဆိုတော့ဒီတိုင်းမြင်ရတယ်အားလုံးကြားတယ်ဟုတ်လားသစီတွေတရေတွေဆိုတာလေမမြင်ချင်မှဆိုနော်ဥစ္စာဆောင်တွေဆိုတာလေတကယ်ရှိတယ်နော်သစီတရေဆိုတာစာပေမှာတော့ပြိတ္တာကိုပြောတာပါမျိုးစုံဆိုင်မျိုးစုံတွေ့ရတော့သစီလေးတွေဆိုဘာမှမပါဘူးလေတုံလုံးလေးတွေတိတိလေးတွေရောជីကြီးလေးတွေရောအမေအရွယ်ကြီးတွေရော ဆိုင်မျိုးစုံတွေ့ရတယ်များသောအားဖြင့်သူတို့ဟာတစ်ပင်တပင်ရဲ့ပင်စီ အောက်ချင်မှာပဲရှိတယ်။တစ်ပင်ရဲ့ gain ပြားတွေမှာကျတော့သူတည်းသူတည်းပါဝါမြင့်တယ်လို့လူလိုပဲသူတို့လောကတွေလည်းလေ။အဲဒါဆိုတော့အဲ့ဒီအလင်းနမိတ်ဟာဒါ intro ပြောပြတာ။အဲ့ဒီအလင်းနမိတ်ရဲ့စွန့်ရည်ကဘာရှိတုံးဆိုတော့ဥစဉ်တို့တွေက ကုသိုလ်ရတဲ့အလုပ်တွေမှာများများအသုံးချဖို့ဆိုရတော့အခုရန်ကုန်မှာရှိနေတဲ့ရွှေဘုံဘုရားထဲမှာရှိတဲ့ဓာတ်တော်တွေဖူးကျင်နေဆိုရင် အဲ့ဒီအလင်းသမိတ်တွေပါတဲ့နဲ့သွားနေကြတဲ့ယောဂီတွေအများကြီးပဲမယုံမရှိနဲ့နော်လက်တွေ့လှုပ်ပြီးတဲ့ကယုံကြကြလားခုလောလောဆယ်ဦးစင်းကမိတ်ဆက်ပြောပြနေတာအမေရိကတကာလေးတွေတော့လက်တွေ့လှုပ်ခဲ့ပြီသူတို့တွေဘလောက်ပဲဝေဝေဘလောက်ပဲနီးနီးစိတ်အလုံးဖြစ်တဲ့အတွက်ရောက်စီဆိုဒိုင်းကနေရောက်သွားတာဒါပေမဲ့မသွားခင်စီဘုရားကြောင်းကံတွေကိုသွားမယ်ဆိုလို့ရှိရင်ကြိုတင်ပြီးတော့မှမေတ္တာတွေပါတယ်ပို့ထားရတယ် မေတ္တာမပူပန်းနဲ့သွားအဲ့မှာအဆောင်ရှောင်းတဲ့တကူပါဝါကြီးတဲ့နတ်မျိုးကိုမတွေ့ရဘူး။နတ်မွှားလေးတွေပဲတွေ့ရတယ်။အောက်ကအဆောင်ရှောက်တင်တယ်ပဲတွေ့ကြရတာ။သေသေးချာချာမေတ္တာကို15မိနစ်လောက်စူးစိုက်ပို့ပြီးတော့မှအဲ့ဒီစီဒီကိုသွားအဲ့ဒီစီဒီမှာဆောင်းတဲ့အဆောင်ရှောင်းတဲ့တွေအကောင်ကြီးကြီးပေါ့တကူကြီးကြီးနဲ့တွေ့ရတယ်။ဘလို့လို့တကူကြီးတယ်မကူမကြီးဘူးသိတာတော့ဆိုတော့ဝတ်စုံကကွဲတယ်။ မြန်မာပြည်မှာလေဟန်ပုံကြီးတကားကားနဲ့ကားကောင်းကြီးရှိတော့ရင်ဘာလို့သတ်မှတ်တော့တထေးလို့သတ်မှတ်တာဟုတ်လားကြောပြင်းကြီးအစုံနဲ့ပစိုးပြင်းကြီးနဲ့ဆိုရင်ဒီလိုသတ်မှတ်လို့ရတယ်ဟုတ်လားနှလောကမှာလည်းဒီတိုင်းပဲဟောကောင်းတဲ့ကြောပြင်းတော့မစုပ်ဘူးနော်တော်ကြအိဇံပဲနဲ့တထက်တည်းယူနေဦးမယ်သူတို့ဒီမှာကြာတော့ပါဝါမြင့်တဲ့နေ့တင်မှာကြာတော့ရွှေရောင်ထဲမှာငပြုံးညွန့်လို့အယောင်လေးတွေဖောက်ထားတာသူက အချွန်အတက်နဲ့ပဲတချို့အချွန်အတက်ကပကြီးထဲမှာရှိသလားအချို့အချွန်အမြင့်ကြီးမဟုတ်ဘူး normal size လောက်ပဲရှိတယ်အနောက်ကလည်းဦးဇင်းတို့အနည်းဆက်ဆုံးဥမာပြောနိုင်တာကတော့မျိုးသမီးတွေမင်္ဂလာဆောင်တဲ့ကဝတ်ဆင်ဝတ်တယ်လေနောက်ကထွက်နေတဲ့အဝတ်ကြီးဘာသိန်းခွာတော့လားအင်းအဲ့လိုအဲ့လောက်ကြီးတော့မရှိဘူးအဲ့လိုကြီးထွက်နေသေးတယ်လေဒါကတကိုးကြီးတဲ့နတ်တွေ တကူသေးတဲ့ net ဒီကြတော့လေအယောင်ဝါတော့မရှိရှာတချို့ကြငွေယောင်တာတာလေးရှိတယ်အင်းကြီးကလည်းခက်ကျင်းကျင်းလို့ပုံစံမျိုးပေါ့လေတည်တည်ချာချာမြင်ကြရတယ်နော်မြင်နေတဲ့ယောဂီတွေလည်းအများကြီးပဲနော်ဘယ်ပုံစံမြင်ရသလုံးဆိုတော့ဝီရူကြီးတဲ့ပုံစံနဲ့မြင်ရတယ်ဒီတိုင်းပဲကိုကထိုင်နေတာပဲစိတ်ကိုဒိုင်းကနေအိမ်လွတ်လဲအိမ်ထဲပါဖြစ်တယ်အကုန်သိတယ်အဲ့မှာယောဂီတယောက်လေးမြေစင်းမှာတရားသွားထိုင်တာ သူကသူဦးဇင်းတို့ရဲ့ဒီအလင်းနမိတ်ကိုအသုံးချပုံကတော့ဖျားဖူးပြီးတော့မှသရတရားတွေတက်ဖျားရဲ့တတ်တော်မူတော်တွေဖူးပြီးတော့မှပို့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 ပြီးဒီတရားပေါ်မှာလှုပ်ခြင်းစိတ်တိုးတက်လာအောင်လို့အလင်းနမိတ်တွေကိုဒီလိုလွှတ်ခိုင်းတာဒါပေမဲ့အဲ့ဒီကကြီးကပြောတဲ့အတိုင်းနားမထောင်ဘူးအိမ်ကိုလွှတ်လိုက်တော့လူကမြင်စင်းမှာအော်မုံရဘုဒ္ဓလင်းနေမှာအိမ်ကရန်ကုန်မှာလွှတ်တက်လိုက်တော့အိမ်ကမျိုးသမီးကနှလုံးသုံးလုံးထိုးလို့ကားရောင်းထားတာကိုသွားတည်တယ်သူက အဲ့ဒါနဲ့တမာရီတွေပြက်ကုန်ရောစိတ်တွေကတောက်လျှောက်ဆင်းရဲကုန်တော့တာအဲ့လိုတွေတော့မလုပ်ကြဘူးကုသိုလ်အရာမှာပေါ့နော်ဖျားဖူးတဲ့ကိစ္စတွေဘာတွေမှာအဲ့ဒီနည်းကိုအသုံးချတယ်လို့မှတ်တာနတ်ပြည်တွေဘာတွေသွားလို့ရတယ်ဆိုတော့လဲတကယ်နော်တကယ်လက်တွေ့လုပ်ပြီးလို့ရှိရင်အဲ့ဒီအဲမှာများလက်တွေ့လုပ်မဲ့လူပါလို့ရှိရင်လုပ်ပြီးလို့ရှိရင်ဦးစင်းကိုပြောပြကြပါဦးနတ်ပြည်ရှိတယ်ဆိုတော့လဲတေချာတယ် နတ်သားနတ်သမီးတွေရှိတယ်ဆိုတာလည်းသိချတယ်အဲ့မှာစုလမဏိစီတွေရှိတယ်ဆိုတာလည်းသိချတယ်နော်သိသေးချာချာတွေ့နိုင်တယ်လက်တွေ့လောက်ကြည့်ပြီးမှယုံပေါ့ဗျာဒါမဲ့ဒီနေရာမှာထူးခြားချက်တစ်ခုပြောပြမယ်ဦးဇင်းတို့တွေဘယ်နေရာဝဲသွားသွားမေတ္တာပို့ပြီးသွားရတယ်လို့ဦးဇင်းပြောတယ်ဟုတ်လားကျမပါစေချမ်းသာပါစေလို့ဗဇက်ကလည်းမဟုတ်ဘဲနဲ့လေးလေးနက်နက်သူ့ကိုပို့မယ်ဆိုရင်သူ့ရဲ့ပုံကို ဖြစ်နိုင်ဒီငါတက်တဲ့မှာပုံဖော်နိုင်တာပိုကောင်းတယ်မျက်ခုံးနှစ်ခုကြားလို့ပြောချင်တယ်ကြလားဦးစင်းကဒီတကားလေးကိုမေတ္တာပို့မယ်ဆိုသူ့ရဲ့ပုံမှာမျက်ခုံးနှစ်ခုကြားရောက်ပြီးအများကြီးရှိပို့စရာမလိုကျမ်းမာပါစေချမ်းသာပါစေလို့စိတ်ထဲနှလုံးသားတည်းရနေလေးလေးနဲ့နဲ့အဲ့ဒီလိုင်းနဲ့လွတ်လိုက်တေချာပေါက်ရောက်တယ်အဲ့ဒီလိုနတ်ပြည်နဲ့လောကတွေကိုအလင်းသမိတ်နဲ့သွားပြီးတော့မှနတ်သားနတ်သမီးတွေနမင်းကြီးတွေကို တွေ့တဲ့အခါမှာစကားပြောကြရတယ် တမာရီဆိုတော့ပါဝါမြင့်လားလောကမှာတော့ရှိတယ်ဟုတ်လားအကြမ်းမြင်ဆိုတော့ရှိတယ်ဟုတ်လားတမထနဲ့လောက်ကြတယ်တမာရီနုနေတဲ့အချိန်မှာမြင်မဲမြင်နေမကြသေးဘူးတမာရီအထိုက်လျောက်မြင့်လာပြီဆိုရင် face to face ပြောရတဲ့ပုံစံမျိုးလုပ်လို့ရတယ် okay အဲ့ဒါဆိုတော့အချို့ချို့ယောဂီများကစကားပြောကြတယ်စကားပြောတော့ကျွန်တော်မျိုးတို့ကျွန်ုပ်တို့ပို့တဲ့မေတ္တာတွေရသလားစိတ်နဲ့ညွတ်ယုံမဲသူတို့ကရတယ်ဆိုသူတို့ပြောတာလဲကိုနိုင်နဲ့ကို နားလည်နေတာ ဒါဆိုတော့တချို့ကမေးတယ်ရှင်မြတ်ဘာ language သုံးတော့လဲဘာ language သုံးတော့လားဦးစင်းကတွေးကြည့်တယ်ဦးစင်းတို့ရဲ့ဇက်တော်ဒါဦးစင်းစာပေအတွေးပြောပြမှာဦးစင်းရဲ့ဦးစင်းတို့ရဲ့ဇက်တော်တွေမှာတိစံလေးတွေကဘာပြောတယ်ညာပြောတယ်ဆိုတာမျိုးမရှိဘူးလားတိစံနဲ့ကိုယ်တိုင်ကတော့လူစကားပြောတတ်တာမဟုတ်ဘူးဖခင်ကသူ့ညံတော်နဲ့တိလို့ဖခင်ကပြန်ပြောပြခဲ့တာဒီလိုဟုတ်လားခုလည်းပဲဦးစင်းကတော့စဉ်းစားနေ net တွေဘာ language Chinese လား English လားပေါ့အဲ့ဒီ languages သူတို့နားလည်နိုင်တဲ့သဘောမျိုးရှိမြန်မာကစိတ်ညွတ်လဲမြန်မာနားလည်မှာပဲအဲ့ဒီကိုအင်္ဂလိပ်တယောက်တရားထိုင်ကအင်္ဂလိပ်ကညွှန်ရင်လဲနားလည်မှာပဲစောင့်ကြည့်ပေါ့သုံးလင်းနဲ့နော်ဒီမတ်သက်ကိုဦးစင်ကယ်လီဖိုးနီးယား University မှာအခု PhD ကျင်းတင်ထားတယ်ဒါအခုကျောင်းသားအဖြစ်လက်ခံသွားပြီပေါ့လေ Master ကုံခါနီးလောင်မှန်းထားတယ်ကယ်လီဖိုးနီးယားကိုရောက်ဖို့ အဲ့ဒီနီးကိုလက်ခံအောင်ရေးရမှာလက်မခံတော့လဲလေးနှစ်နေပြန်ခဲ့ဆိုလိုတာဥစဉ်ကိုယ်တိုင်ကတော့ယုံကြည်မှုအပြည့်ပေါ့ဘာလို့ဥစဉ်ကိုယ်တိုင်ဒီလမ်းလျှောက်တာပဲဒါတွေဟာဥစဉ်ကိုယ်တိုင်မြင်တာမြင်တဲ့အတိုင်းပဲအပေါ်လိုမရှိဥစဉ်ပြောပြနေတာဒါဆိုဒီဥစဉ်တို့ပြောတဲ့နီးအတိုင်းလုံးလို့ရှိရင်တေချာပေါ့ညမာလုံးလို့ကလားလုံးလို့တရုတ်လုံးလို့အင်္ဂလိပ်လုံးလို့ဖြစ်ရကိုဥစဉ်ကိုယ်တိုင်မှာတော့ယုံကြည်မှုကပြည်တာမဟုတ်ရှိရန်ထွက်နေတယ် သူတို့ကြီးက proposal ရေးပို့တော့လာတယ်လေဟုတ်ပြီ reset လုပ်မှာဘယ်နေရာတွေမှာလုပ်မှာတော့အမေရိက10ရောက်အာရှ10ရောက်လူလဲမရှာသေးဘူးစီးရင်ပို့တော့အမေရိက10ရောက်ကတော့ရှာလို့ခင်ခင်မှာအာရှ10ရောက်ကတော့အခုတောင်တချို့တကားလည်းစီးရင်ပေးထားကြတယ်ရှင် ပြ reset လုပ်လို့ရှိရင်တပြည့်တော်ကိုခေါ်ပါဦးနဲ့လက်တွေ့ထိုင်ခိုင်းပါလေဦးစင်းဒီကနေခုနောက်နှစ်ပတ်လောက်ဆိုဒီလင်ကပြန်ရောက်ပါပြီပြန်ရောက်လို့ရှိရင် တကယ်ချင်းတွေကလည်းစိတ်ဝင်စားနေတာသူတို့ကအဲ့ဒါလေးပြန်တင်ပေးဖို့ပေါ့အဲ့ဒီတော့ကော့တွေကိုအတန်ဖိုင်ရောဗီဒီယိုဖိုင်ရောစသည်သူတို့ရဲ့မှတ်တမ်းတွေရောယူပြီးတော့မှနောက်ဘက်မှာ evidence တခုအပြည့်ဦးစင်းတို့ပြနိုင်မယ်လို့မျှော်လင့်တာပေါ့လေဒါ proposal ကိစ္စစံစာရေးတဲ့ကိစ္စတွေမှာလောက်ရမှာဒါဆိုတော့ဦးစင်းတို့ဒီစကားကိုနားထောင်နေကြဒီတရားနားထောင်တဲ့တရားဓမ္မတွေလည်းလက်တွေ့စမ်းကြည့်စေခြင်းနဲ့လက်တွေ့စမ်းပြီးမှဦးစင်းပြောတာမှားတယ်မမှားဘူးလို့ဆုံးဖြတ်ပါနော်ဆုံးဖြတ်မှားလို့ရှိရင် ခတ်တန်းကြတော့ကိုကတချို့နေရာတွေမှာအကုန်လုံးမတည်တဲ့မဟုတ်တော့ပါဘူးလို့ပြောလို့မရတဲ့ဆန်းကျဲတဲ့ဓမ္မတွေဆိုတာရှိနေပါလေဒါကြောင့်လက်တွေ့လုပ်ပြီးပြီလက်တွေ့လို့ရတဲ့အတိုင်းဥစဉ်ပြောတာတွေဟာလွဲနေတယ်ဆိုရင်အချိန်မရွေးလာခဲ့အချိန်မရွေးဥစဉ်ကိုလာပြောပါပေါ့နော်အဲ့လိုပရလောကတွေကိုလည်းကြည့်လို့ရတယ်ဗျာနတ်ပြည်တွေမြမပြည်တွေကိုလည်းသွားလို့ရတယ်ဗျာအဲ့ဒီစီတဲမှာရှိတဲ့မြတ်စွာဘုရားရှင်ရဲ့ဆွဲတော် ခုချိန်ထိပြန်တွင်းပြန်မြင်အောင်လည်လို့ရတယ်။ဒါဆိုတော့ဘာဖြစ်လဲစိတ်ကဒါကြည်နူးနေတာလေ။ဒီအကြောင်းအရာကိုတွေးလိုက်ရလို့ဆန်တော်လေသိတဲ့တဲ့အနော်မတောင်ကမ်းမှာရိတ်ပြီးတော့မှဆန်တော်ကိုဖျားဖြစ်မယ်ဆိုရင်ကောင်းကင်မြောက်ဘသူယူသွားတော့။တရားမင်းယူသွားတယ်တရားမင်းတရားမင်းကဘာစီရီတည်ထားတော့။ဆူလာဆိုတာဆန်တော်ခေါ်တယ်ဟုတ်တော်လား။အဲ့ဒီဆန်တော်ကဘလို့လေးရစ်ထားတယ်ဆိုတာမျိုးကစမြင်နေကြရတာဆိုတော့ တပါးတည်းမဟုတ်ဘူးတယောက်တည်းမဟုတ်ဘူးအဲ့ဒီနီးကိုလေ့ကျင့်ကြတဲ့ယောဂီအများစု မြင်ကြရတာဆိုတော့အံ့တော့အံ့ဩစရာကောင်းတဲ့ဓမ္မပဲဒါပေမဲ့ဒီမြင်စင်းတော်ရသမထဥပဒနာ နီးမှာဒီလိုအလင်းနမိတ်နဲ့ကြည်ခိုင်းတာအဓိကမဟုတ်ပါဘူးအလင်းနမိတ်ကြည်ခိုင်းခြင်းအကြောင်းကရွယ်ချက်တစ်ခုတည်းပါဖြစ်စေခြင်းလို့ကုသိုလ်တရားတွေတိုးစေခြင်းလို့သရတရားတွေတိုးစေခြင်းလို့ ဖျားပူးတဲ့ကိစ္စတွေကိုပဲကြည်ခိုင်းတာပါ။ဒါဆိုတော့ဒီလိုနီးနေသမထရဲ့ဆင်းမြင်လို့ပฏิဘာကဥက္ကနမိတ်ပฏิဘာကနမိတ်ဆင်းရောက်တဲ့အခါအဲ့ဒီအလင်းတက်ကြီးကလည်းကြီးလို့တောက်လို့အဲ့လိုနေတဲ့အခါဘယ်နေရာပဲလွတ်လပ်လိုက်လိုက်ဘီဒီယိုဖလင်ပြခွက်တိုင်းမြင်ရတဲ့ပုံစံမျိုးတွေမြင်နေတွေ့နေကြရတာ။အဲ့လိုနဲ့နောက်ပိုင်းမှာကြတော့အလင်းနမိတ်ကြီးတဲ့ ဥစဉ်တင်တဲ့တော်တော်များများပေါ့လူပြည်မှာရှိတဲ့ဘုရားရှင်ဗုဒ္ဓဂယရှိတဲ့ဘုရားသီလင်္ကာမှာရှိတဲ့ဘုရားရန်ကုန်မှာရှိတဲ့ဘုရားမန္တလေးမှာရှိတဲ့ဘုရားပုဂံမှာရှိတဲ့ဘုရားစသည်ပေါ့လေအဲ့ဒါတွေကိုတရေစီတရေစီကြည်ခိုင်းတယ်။နောက်နတ်ပြည်ပြမပြည်၊နောက်ငရဲပြည်စသည်ဒါတွေကြည်ခိုင်းပြီးရက်လိုက်တယ်။ဘာကြောင့်ရက်ရတာလို့ဆိုတော့တမန်ဒီဆိုတဲ့သဘောတရားကလေဖုံးချခြင်းလိုပဲ။ဖုံးကပြောပြန်များရင်ဘာဖြစ်သွားလဲ။ချခြင်းကြာသွားတယ်နောက်ဆုံးတော့ကုန်သွားတယ်ဟုတ်လား။ တမာရီကလည်းဘေးကိုပတ်ချာလဲရှောက်လုံးလုံးနေဘာဖြစ်သလဲခြာခြင်းဟာခြာသွားတယ်ဗျာအဲဟောဆရာကောင်းတယ်เนาะဒီစိတ်လုံးနဲ့စိတ်ကိုလေ့ကျင့်ရတာဘယ်ဒီခြာခြင်းအတိုင်းပဲခြာခြင်းနဲ့ယော့သွားပြန်ပြီဆိုပြန်ပြီးမှတ်ကြပြန်ပြီဘယ်မှာချင်းလို့ဒါဆိုတော့အရင်ဘေးကိုကြည့်တာများရင်ဘယ်ဒီခြာခြင်းဘာဖြစ်သလဲတောင်းသွားရလို့ရှိရင်ပြဿနာပိုင်းမှာလှုပ်လို့ရတာအဆင်မပြေတယ်ဘူးဒါကြောင့်အသုံးပြတဲ့အခါမှာလဲစနစ်တကျအသုံးပြတဲ့ပို့တော့လိုတယ်ပေါ့လေ အဲ့ဒါပြီးတော့ဥပဒနာကိုသွားရတယ်ရက်40ပြီးသွားပြီတမထရက်40တမထရက်40ပြီးပြီးတော့ဥပဒနာကိုသွားရတယ်ဝိပဒနာကိုသွားတဲ့အခါမှာကြတော့ဝိပဒနာဟာရှုပုံ၃နည်းရှိတယ်အဝေးရှုအနည်းရှုမနည်းမဝင်းရှုပေါ့အဝေးရှုဆိုတာဥစဉ်တို့တရားမှာပေါင်းတော်ကောင်းတို့သိတယ်မြင်မြင်တယ်ကြားရင်ကြားတယ်လို့မှတ်တာပါရှုခေါ်အဝေးရှုခေါ်အဝေးရလာတဲ့အာယုံကိုဖမ်းရှုရတာဟုတ်လား မနီးမဝဲရှုဆိုတာခန္ဓာကိုယ်တစ်စိတ်စီပိုင်းခြေပြားနဲ့ခြေတိခြေကနဲ့လက်ပင်တိလက်ပင်ကနဲ့ကောင်းတိတစ်စိတ်ဆူဆိုင်ပြီးတော့မှကောင်းကြည့်လိုက်လို့ရှင်ငယ်ထိတ်မှရော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 တဲ့သွေးလေးလေးတွေကြောလေးတွေလှုပ်ရှားနေတာဒါတွေကိုသိနိုင်တယ်ဟုတ်လား concentrate ဖြစ်တဲ့တမာရီရှိတဲ့စိတ်ကစိတ်သာအဲ့လိုမျိုးသိတာနော်တမာရီပြင့်ကျင်းနေတဲ့စိတ်ကဒါကိုမသိနိုင်နေ့စဉ်နဲ့မြတ်တရားပြနေတဲ့ဥစဉ်တို့ခန္ဓာကိုဘာဖြစ်တယ်ဆိုတော့သိလား ပူမှုသဘောအင်းမှုသဘော ထားတော့ဒါရီယာစာရီဆန်လွမ်းတယ်ဒီယုတ်တရားနဲ့တရားတွေဖြစ်ပျက်ကိုဥစဉ်လို့ဉာဏ်နဲ့သိချာသိလို့လားတရားဆရာတွေဟောလို့ကြားတယ်စောက်တဲ့ဖက်လို့သိတယ်ဉာဏ်တွေ့အေးအဲ့ဒါသတိထားစရာကောင်းတယ်နော်တကယ်ဉာဏ်နဲ့သိဖို့အရင်မှာတကယ်လုံးမသိမယ်ဟုတ်လားအဲ့ဒါဆိုတော့စောစောကဥစဉ်ရရှုနည်း၃မျိုးပြောတယ် ဗေနီးနဲ့ပဲရှိအဝေးရှုရယ်မနီးမဝေးရှုမနီးမဝေးရှုဆိုတာခန္ဓာကိုယ်တပိုင်းစီတပိုင်းစီပိုင်းပြီးတော့မှရှုတာအနီးရှုတဲ့အနီးရှုဆိုတာကတော့တမထကိုရက်ကြာကြာလောက်ခဲ့တဲ့လူအတွက်သာအရှင်ပြေတယ်ဒီမြေစင်းတမထဥပဒနာနီးမှကြတော့တမထကိုရက်ပေါင်း32ရက်တောင်လောက်လာတာဆိုတော့သူ့ရဲ့တမာတိအင်အားတော်တော်ကောင်းတယ် ဒါဆိုအဲ့ဒီပฏิဘာကနမိတ်လို့ခေါ်တော့အရင်ကြီးနေလင်းနေတဲ့အလင်းနမိတ်နဲ့ပဲအဲ့ဒီနှလုံးရင်တဲ့ကိုစူးစိုက်ပြီးကြည်တာ